ထောက်တော်လှအောင်ရဲ့ဒီနှစ်အခြားအိန္ဒိယဝိထုတို့များအပိုင်းငါဒီတခါဖက်ပြမဲ့ကောင်းစဉ်လေးကအသွင်တူတဲ့မောင်ကျင်သူသူ့ကိုကျွန်တော်ကအချိုးချောင်းရှင်းပြနေသည် သူသဘောပေါက်နားလည်စေရန် အသေးစိတ်ရှင်းပြနေခြင်းဖြစ်ပါသည် သူက ထိုင်နေကြဆိုဖာပေါ်မှာထိုင်ရင်းမျက်လုံးဘေကလပ်ဘေကလပ်ဖြင့်ကျွန်တော်ကိုကြည့်နေသည်ကျွန်တော် ပြောနေသည်ကိုအလွန်တရာစိတ်ဝင်စားနေသည့်ပုံစံမျိုးဖြစ်လေသည်သူကို ကျွန်တော်အလုံးစုံ ဖွင့်ပြောပြလိုက်ပါသည်ဒီလိုဖွင့်ပြောမပြလဲမဖြစ်တော့ဆူလဘာသည်ပထမဆုံးချင်းဖြင့်ကျွန်တော်အိမ်သို့အလဲလာတော့မီဆူလဘာကိုမြင်နေမြင်ချင်းသူမေတ္တာတက်ဝင်ချစ်ခင်စေချင်ပါသည်ကျွန်တော်ကိုယ်လည်းဆူလဘာကိုမြင်နေမြင်ချင်းတန်းတန်းဆွဲ ချေခန့်မိသည်မဟုတ်ပါလားဇူလာဘာသည်အလွန်တရာချောမောလှပသလို သူကလည်းအလွန်ကြည်ကောင်းသည်ဇူလာဘာကအလွန်တရာချင်းမြန့်တို့ဝယ်ကောင်းလှသလို သူကလည်းအလွန်တရာလိမ္မာရေးချရှိသည်ဒီလိုဆိုရင်သူတို့နှစ်ယောက်ဘာကြောင့်မိတ်ဆွေတင်ခါများမဖြစ်နိုင်ရမည်နီသို့တော်လည်းကျွန်တော်ရင်ထဲမှာတော့တန်တရာလှိုင်းတပိုးတွေရိုက်ခတ်နေသည် စူလာပါလို့တို့ခေကာလမိမပြိုကလေးများသည်တလလင်လာက150များရသောရုံးစည်းအလုပ်ကလေးလုံးရယုံဖြင့်စိတ်ကြီးဝင်တတ်လွန်းကြသည်ကိုရသောလာခကိုကြိုက်ရသုံးကြိုက်ရဆွဲဖြင့်ငွေကြီးအရာမှလည်းလွတ်လပ်ကြသည်ထို့ကြောင့်သူတို့သဘောကျခြင်းရာကိုကြားတတ်ကြသည် သဘောမကျခြင်းပြန်လင်းလည်းမကြဘဲနေတတ်ကြသည်အရာရာမှသူတို့စိတ်ကြီးဖြစ်သည် ဆိုလာပါကသူ့ကိုမြင်လင်မြင်ချင်း ရှင်တွင်တွဲဆွဲယူပွေပြီးတရုတ်တရများလှုပ်လိုက်မယ်ဆိုရင်မြင်းများကောင်းချိန်မြင်နီးဟုလည်းကျွန်တော်စဉ်းစားကြည့်မိသည်ဆိုလာပါကထိုးထိုးပြုလုပ်တော်လဲသူကသဘောကျခြင်းမှကြောက်မိသူကလည်းတမျိုးအခြားသူသဘောကြတော့လေသူကသဘောကြခြင်းမှကြတဲ့ပြန်သည်မျက်နှာစိမ်းတယောက်ယောက်ရောက်လာပြီဆိုရင် တွေ့ရင်တွေ့ချင်းသူမိသူဆဆန္ဒပုံကို ကျွန်တော်ကောင်းကောင်းသတိထားမိသည်သူစိတ်ကောင်းဝင်နေသည့်အခိုင်နှင့်ဂျုံလင်းပေော့ပီလောက်တတ်သည်သူစိတ်အခက်မတင်သည့်အချိန်နှင့်ဂျုံမာကမလိုလားကြောင့်ကို ပြောင်ပြောင်တင်းတင်းပင်မျက်နှာထားရောအမူအရာနှင့်မှပြုလို့ပြရစမြဲဖြစ်သည်သူစိတ်ကိုကြိုတင်ပြောရခက်သည်ဘာပဲဖြစ်ဖြစ်ပထမအချိန်ဖြစ်ဇူလာဘာရောက်ရှိလာချိန်တွင်သူ လိုလိုလားလားဆက်ဆံဖို့ကိုကျွန်တော်အလိုလားဆုံးဖြစ်ပါသည်ထို့ကြောင့်သူကိုအသေးစိတ်ကြိုကြိုတင်တင်ရှင်းပြနေရခြင်းဖြစ်သည်ကျွန်တော်ကိုကြည်နေသည့်သူ့မျက်လုံးများပြုံးရယ်လာသည်ဟုခင်မှတ်ရသည်ဇူလာမနှင့်ကျွန်တော်စတွင်တွေ့ဆုံကြပုံကိုပြောပြတော့ကမျက်လုံးများကိုပုတ်ခတ်ပုတ်ခတ်နဲ့မယုံကြည်သလိုလိုလှုပ်ပြပြန်သည်ထို့သောမူရာကိုကျွန်တော်အရေးလုံးမနေတော့ပါဇူလာမနှင့်ကျွန်တော် စတင်တွေးဆမှုကလည်းထူးခြားလွန်လာပါသည်အခြားသူငါရောက်ကြပြုံနှင့်မိမပြိုတို့တွေးဆကြပုံမျိုးမဟုတ်ထို့ကြောင့်သူယုံချင်းယုံမယုံချင်းနေကျွန်တော်ဂီယုံဆိုင်တော်ပါဇူလဘာနေ့ကျွန်တော်တွေ့သည့်နေရာသည်အိန္ဒိယနိုင်ငံလက်ရွေးစင်ဘောလုံးအသင်းနှင့်ဒနာတဟာယလက်ရွေးစင်ဘောလုံးအသင်းတို့ရှင်ပြိုင်ကစားကြသည့်ပွဲတွင်ဖြစ်သည်ထိုင်ကုန်များဆုတ်ချလွန်လာသောအရှိဘက်ပွဲကြီးစဉ်မှာကျွန်တော်ထိုင်ကြည့်ခဲ့သည် အရှိဘက်ပွဲကြီးစဉ်သည်ထုံးစံတိုင်းလူတွေကြက်ကြက်ခဲနေသည်လူတွေကြက်ကြက်ခဲနေသည်ဆိုခြင်းမှလည်းပချခုံချင်းဖိညက်ခါတန်မှန်ကြက်ခဲသည်သဘောမျိုးမဟုတ်ပါရှေလူဤကြောနှင့်နောက်လူဤရင်ဘတ်တို့ထိကပ်ပုညက်နေကြသည်ဘေးချင်းရှင်ထိုင်သူတို့ကမူတယောက်လဲပင်ကိုတယောက်ဖတ်ထားရသလိုမျိုးဖြစ်နေသည်အရှိဘက်ပွဲကြီးစဉ်မှဘောလုံးပွဲကြီးပိတ်သက်သည်ကျေပြောသည်ကံရင်မျက်နှာပြင်ပေါ်တွင် တောထခြင်းတိုင်းထနေသောဘေးဒတိုက်များလိုပြုတ်သိပ်ခဲနေသည်ထိုများထိလူချက်သောအရှိဘက်ပွဲကြီးစဉ်ဖြစ်သည်ပွဲကလည်းပွဲကြီးပွဲကောင်းဖြစ်သည်အိန္ဒိယအသင်းမှခြေသာသည့်အခါများကိုသွင်းဖို့ဆွဲသွားသည့်အခါများကိုသွင်းလိုက်သည့်အခါများတွင်ဘောလုံးဝင်းကြီးတစ်ခုလုံးကပွင့်ထွက်ကအစိမ့်စိမ့်မောင်းမောင်းဖြစ်သွားတော်မူတဲ့အော်ဟစ်အားပေးကြသည်၎င်းမဟုတ်သူမဟုတ်လက်ကုတ်တီတူတီအော်ဟစ်အားပေးသူပေးဖြင့် ပြင်းထန်သည့်တိုက်ပွဲစူတန်ကြီးများကပင်အရှုံးပြရာလောက်သည်ကျွန်တော်တို့အားလုံးအိမ်ဒီတိတ်ခါဆဲမနေနိုင်ကြပါဟိတ်ကြီးဟန်ကြီးလောက်မနေနိုင်ကြပါရုပ်စွာဆုံးမိမိဘေးတွင်မိသူထိုင်းနေသည်ကိုပင်လက်မကြည့်အားကြပါကျွန်တော်သည်လည်းအများနှီးတို့ရင် ဖြစ်ပါသည်ကျွန်တော်တို့အိမ်ဒီကလက်ရွေးစင်အသင်းမှတိုက်စင်မှုမားချန်ကိုဒိုင်လူကြီးကထုတ်ပြစ်သည်တကွင်းလုံးကြွက်ကြွက်ညံသွားပြန်သည်ဘာကိစ္စထုတ်ပြရလဲကွတလောက်ကလေးခုံနာမှမခုံရဘူးလား ဒိုင်းလူကြီးခောက်ဆွမ်းစားနေဟဲ့အော်ဟဲ့တန်များဆေးတိုင်းထွားတန်များမိုးပြူပနဲ့ပေါ်ထွက်လာသည်အော်ဟဲ့ဆဲဆိုသည့်အထဲတွင်ကျွန်တော်လည်းထိတ်ဆုံးမှပါဝင်ပါသည်သူအစားဘသူထဲ့စားမှလဲဟေးထိုမေကွန်းကိုတကွေးလုံးရှိပွဲကြည့်ပြတဲ့ကမင်းနေကြသည်ကျွန်တော်ဘယ်ဘက်မှလဲမေကွန်းတခုပေါ်ထွက်လာသည်ကိုကြားလိုက်ရသည်ထို့ကြောင့်ဘယ်ဘက်သို့စိတ်မှန့်မထင်လှည့်ကြည့်လိုက်မိသည်ထိုချိန်ကလေးတွင်ကျွန်တော် တက်ရှူဖို့နေသွားသည်မှာအမှန်ပင်ဖြစ်သည်မိမိတို့တရားပြီးအလွန်တရာချောမောလှပါသောမျက်နှာကလေးတစ်ခုကကျွန်တော်မျက်နှာနဲ့ထိလူထိခင်ဖြစ်နေသည်အပြစ်အနာစာကင်းစွာချောမောလှပါသောမျက်နှာဖြစ်ပါသည် သူ့နှကောင်မှာမှုတ်ထုတ်လိုက်သောထွက်သက်လေလေးများက လေပြေလေငင်းပမာကျွန်တော်မျက်နှာကိုပုတ်သက်ချောမောနေကြသည်စပေများကဖွာရာကြနေသည် နရွေးနှစ်ဖက်ကိုလုံးဝဖုံးအုပ်ထားသည် အထင်းကိုကင်းမဲ့နေပြီဖြစ်သောဆန်တွင်မြင်ကလေးအချို့သည်မှုစင်လာသောနှဖူးပေါ်သို့ရှော့ကျနေသည်နေရောင်တွင်ဝင်းတင့်နေသောရွှေကလေးကလေးကထိုးစပင်များကိုစုစည်းထိန်ခေါ်နှံခြင်းမရှိတော့ပါဘားပြင်နှစ်ဖက်ပေါ်ရှိ မျက်နှာလိမ့်ပောင်လာများ ပြက်ပြဲခဲ့သည်မှအချိန်တော်ကြာပြီဖြစ်ပုံရသည်လှပသောနှခမ်းပေါ်မှနှခမ်းဆူးစည်းများလည်းပြဲလွင့်နေကြပြီ ထို့သောပြန်လွင့်နေကြသဖြင့်ပိုရွေ့ပင်အသက်ရှူမှားလောက်အောင်ဖြစ်နေသည်တစ်ဖက်သားကိုဖိတ်ကြားနေသည်အောင်ထင်မှန်မှားရသည်ပြွေးဝင်ညာသောပလဲလုံးတစ်ပွဲသွားကလေးများကိုလှပသောနှကန်းနှစ်လွာက ပေါင်ခတ်ပေးထားသည်ချုံဝိုင်းသောမေးဖြားကလေးပေါ်တွင် ချွေးဟုတ်ကလေးများတီးနေသည်ကို တွေ့ရသည်သူ၏အောက်ပိုင်းကိုကျွန်တော်ကြည့်ချင်လာပါသည်သို့သောကျွန်တော်ကြည့်ချင်များလိုက်တော့ သူထံမှမေကုံးလေးတခုထပ်မံထွက်ပေါ်လာသောကြောင့်ဖြစ်ပါသည်မောင်ချင်ကိုဘာလို့ထုတ်ပြရလဲသူတန်ကလည်းအလွန်တရာตาရနူးညံ့လာပါသည်ထိုလီတန်ထဲတွင်မောင်ချင်အတွက်စိတ်မချမ်းမသာဖြစ်သည့်အရေးအယံများလဲပါဝင်နေသည်ကိုကျွန်တော်သတိထားမိသည်မျက်လုံးစုံထဲမှာမိကြီးလေးများပင်ဥနေသလားဟု ထင်မှတ်ရလေသည်မောင်ချင်ကိုဘာကြောင့်ထုတ်ပြကြောင်းကျွန်တော်ပြန်ရှင်းပြသည် အမေတော့ ျွန်တော်တို့ဒီတိုင်းစင်မှုမားချန်ကိုထုတ်ပြစ်တင်သည်ဟုကျွန်တော်မထင်ပါမင်းမျိုးကိုနှစ်သိမ့်မိအနေဖြင့်လည်းကျွန်တော်ဆက်ရှင်းပြနေမိသည်မားချန်ကိုထုတ်ပြစ်လိုက်ပေမဲ့ဘာမှကြောက်ရွံ့မရှိပါဘူးဒိုသေးမှာတိုင်းစင်မှုရများချင်းရှိရဲ့ဟာဇရီကြံသေးတဲ့ဓာတုဖက်တာနဲ့အတီကရီကြံသေးရဲ့နောက်ပြီးတော့ဟုတ်တယ်ဟုတ်တယ်ဘာမှကြောက်ရွံ့မရှိပါဘူးကျမတို့နိုင်ရမယ်ကျွန်တော်ကစကားမဆုံးမီသူကအားတက်တယ်ရောဖြတ်ပြောသည် ပြီးတော့ အိန္ဒိယလက်ရွေးစင်အသင်းနဲ့အနောက်အိန္ဒိယအသင်းတို့မနစ်ကရှင်ပြိုင်ကစားကြရာကျွန်တော်တို့အိန္ဒိယအသင်းမှာတိုက်စင်မှုဓာတုဖတ်တာကစားပုံကောင်းလွန်သောကြောင့်သူဝမ်းသာပြီးမြင့်များပင်ကြရသည့်ကြောင်းများကို ဆက်ရှင်ပြနေသည်မင်းဘောလုံးမွဲတော်တော်ဝါသနာပါပုံပါပဲဟုတ်တယ်ဟု သူကမဆိုင်မတွာပြန်ပြေသည် ခဏကြာမှပင်ယနေ့ဘောလုံးပွဲသို့သူတယောက်တည်းလာသလားဟုကျွန်တော်မင်းမီရတာဖြစ်သွားလေတော့သည်မဟုတ်ပါဘူးကျမအကိုဝမ်းငယ်တယောက်နဲ့တူလာတာဒါမဲ့ဂိတ်အဝင်ကနေကတိုင်းလူချင်းကွဲသွားတယ်သူလည်းရှေ့ဖက်ပွဲကြည့်စဉ်တနေရမှာရှိနေလိမ့်မယ်ဒါပေမဲ့ဒီလောက်တောင်လူတွေများနေတာသူနဲ့ကျမဒီထဲမှာပြန်တွေ့ဖို့တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဒါကြောင့်ကျမစိတ်ပူနေတာ သူစိတ်ပူဒီကိုကျွန်တော်နားလဲသဘောပေါက်ကြောင်းပြန်ပြောမိသည်တဆက်တည်းလဲဒါမဲ့မင်းကိုဝန်ခွဲနဲ့ပြန်မတွေ့လဲအရေးမကြီးပါဘူးကွယ်ဟုပြောမိသည်ကျွန်တော်စကားအတိတ်ပဲကို သူဘယ်လောက်သဘောပေါက်နားလဲလေမင်းဤဟူသောမျှော်လင့်ချက်ဖြင့်လဲသူမျက်နာလှလှလေးကိုအကဲခတ်ချိန်မိသည် ဟုတ်ပါတယ်ဟုတ်ပါတယ်သူကထိုမျှသာပြန်ပြောသည်ပြီးတော့ကွင်းထဲသို့သူ့မျက်လုံးများပြန်ရောက်သွားသည် နေအောင်တွင်ပြိုးပြိုးပြက်ပြက်လက်သွားသော သူ့ဘဘင်နာမနကွင်းကလေးအယောင်ကိုသာကျွန်တော်မြင်လာရလေသည်မာနက်ကိုကျမတို့အတင်းထဲမှာဘာလို့ထည့်မကစားတာလဲယသူ့ရွေးတဲ့နယ်လို့ရှင်ထင်သလားမိမပြိုကရုတ်တရက်ကျွန်တော်ဘက်သို့လှည့်ပြီးမေးလိုက်သည်ကျွန်တော်ကတစုံတရာပြန်မပြေဘဲပြုံးယုံပြုံးနေလိုက်သည်ဂျီယန်ကပြောတယ်သူ့နောက်ပိုင်းမှာတဲ့နိုင်ငံရေးအရှုပ်ထွေးတွေရှိနေတယ် ကြီးရန်စွာဘဒူလဲကျွန်တော်ကရုတ်တရက်မျက်မှောင် ကျုပ်လိုက်ပြီးပြန်မေးလိုက်သည်အာကစားလောကနှင့်ပတ်သက်ပြီးဘူဒ္ဓပြည့်စုံသည့်အခြားယောက်ျားတယောက်ယောက်ပေါ်တီမိမ့်မပြောအထင်ကြီးနေတာမျိုးကိုတော့ကျွန်တော်မရှုစိတ်နိုင်ပါကျမရဲ့ကိုဝန်းခွဲပါတော်ပါသည်ရဲ့ကျွန်တော်ကိုကျွန်တော်စိတ်ထမ်းမှပြန်ပြောမိသည်ကျွန်တော်မျက်နှာပေါ်မှာကျုပ်ထားသောမျက်မှောင်တည်လဲချက်ချင်းမင်းပြေလျော့သွားတော့သည် မားနဲ့နဲ့ပတ်သက်ပြီးဖြစ်ပေါ်ခဲ့သည့်အရေးခင်များအားလုံးကိုကျွန်တော်ကစိတ်ရှည်လက်ရှည်ရှင်းပြသည့်အာကစားလောက၏တွင်ရင်များဖြစ်သည့်အတွင်ရင်များကိုနတ်နတ်ဆက်ဆက်သိတော့ကျွန်တော်အပေါ်မိမပြူကအထင်ကြီးသွားပုံရလေသည်ကျွန်တော်ကမူသူနှင့်စကားအဆက်မပြတ်ရလေအောင်အကြောင်းမရှိအကြောင်းရှာပြီးဆက်ပြောနေမိသည်ထိုခိုက်ကျွန်တော်တို့အနီးပတ်လေတွင်ရုပ်ရုပ်တဲတဲဖြစ်ကုန်သည် ဘာကြောင့်ငါစားပြီးဘာတွေဖြစ်ကုန်ဒီကိုမိသူမှမသိလိုက်ပါကျွန်တော်တို့ပတ်လည်မှာရာပေါင်းများစွာသောဘောလုံးပွဲကြီးပြိတက်ကြီးသည်ထိုင်ရမှဝယုံတုံးကားထကြကခက်ပြောကုန်များလိမ္မော်သီးများဖက်နှက်များထီးများဖြင့်တယောက်ကိုတယောက်ပြစ်ပေါက်နေကြသည်အေယာမအတိကရုံကြီးကိုဖန်တီးချတော့မည်အလားဖြစ်နေကြသည်ဒီရိုးရိုးတဲတဲမျိုးသည်အရှိဘက်ပွဲကြီးစဉ်တွင်ထူးဆန်းသောအဖြစ်ပြမဟုတ်ပါဖြိုးဖြစ်စဉ်မျှသာဖြစ်ပါသည် ဘောလုံးမွဲကြည့်နေသူချင်းချင်းငင်းကြခုံကြမီထိုမတဆင့်တက်ပြီးထိုးကြကြည့်ကြမီဒို့တို့ထိုးကြကြည့်ကြနေဘေးမှာမဆိုင်သူများကလည်းညာတန်ပေး၍ဝါဝင်အော်ဟေကလက်လန်းမီယာပစ္စည်းများဥတရာတို့ပြစ်ပေါက်ကြစမြတ်ဖြစ်သည်ဥတရာတို့ပြစ်ပေါက်ကြရာမှာထိုးနေရကလေးမှာပင်ချက်ချင်းအုပ်စုနှစ်စုကွဲသွားတာတအုပ်စုနှစ်တအုပ်စုရံပွဲကြီးဖြစ်ကြတော့သည် သူတို့လက်ထဲရောက်လာတော့မိသည့်ပစ္စည်းမျိုးမဆိုဒုံးမြန်များဖြစ်သွားတော့သည်ယုံကြည်ဆိုသလိုကျွန်တော်တို့ပပတ်နယ်လည်းမိတောင်ပေါက်ကွဲပြီးတကယ်တော့ယုံရင်ဆန်ခတ်တွေဖြစ်ကုန်တော့လဲအချိန်ချင်းကြုံခဲ့ဘူးမို့ကျွန်တော်ကတော့လုံးဝအံ့ဩတုန်လှုပ်ခြင်းရှိပါ တဖက်နဲ့တဖက်ငါပြောသည်များနဲ့ပြပောက်ကြသည်ဖဏတ်များနဲ့ပြကြသည်ဘာလဲနဲ့မှမရှိသူများကတရင်စာများစာအုပ်များကိုစုံဖြဲပြီးဆက်ကူအလုံးများပြုတ်လောက်ကပြပောက်ကြသည်မြည်သည့်အီယာနှင်းမှမပြပါပါသည်နှင့်စာလင်တော်သည်သည်ဟုသဘောထားကြဝင်ရသည် ပြပောက်ပွဲချင်းနှင့်အတူအိုဟိဆဲဆိုတဲ့များလက်ကောက်မှုတ်တဲ့ညာတန်ပေးတဲ့များကလည်းနားပွင့်မတတ်စူညံနေသည် ကျွန်တော်ဤဘဲဘက်ကလေးတွင်ထိုင်းနေသောမိမမျိုးကကြောက်အားလန့်အားဖြင့်ထိုင်ရာမှထရက်သည်ကျွန်တော်ကလည်းသူနှင့်အတူရှင်တွဲပြီးရှေးကကသူရဲ့ကောင်းကြီးများလိုကြွားကြွားဝင့်ဝင့်ကြီးရက်ကသူ့ကိုတစုံတရာသောဒုံးပြန်လာမမှန်အောင်အကာအကွယ်ပေးနေမိရက်သာဖြစ်သွားသည်လက်နှစ်ဖက်ပြင်လဲကားမှမှဝှေ့ရန်ရင်နေကြုံရောက်လာသည့်ဒုံးပြန်များကို ပုတ်ထုတ်ဖြစ်နေမိသည်မင်းမပြောကလေးကြီးကိုကိုမှဲ့တပေါက်မစိုးအောင်ဒုံးပြန်တစ်ချက်မထီအောင်သူရဲကောင်းပီတာပြနေရသည် မင်းနဲ့အနေငယ်အကြမှာပဲရုံရင်စာကန်ပွဲကြီးစစ်ပြေငိမ့်သွားတော့သည်ကျွန်တော်တို့ရှိပဲပွဲကြီးစဉ်ဒီဘာအကြောင်းကြောင့်မှမဟုတ်ပဲ ယုံရင်ဆံကများဖြစ်တတ်ကြသလိုဘာအကြောင်းကြောင်းမှမဟုတ်ဖိနဲ့လဲထိုယုံရင်ဆံကဘွဲကအလို့အလျောက်ရက်တန်သွားစမြဖြစ်ပါသည်ယခုလဲစောစောကရရလဲနဲ့ဖြင့်တစ်ဖက်နဲ့တစ်ဖက်ဖြစ်ပေါက်ချိုင်းညာတန်ပေအော်ဟစ်ဆဲဆိုးနေသူများသည်ငိမ့်ချရေးချစ်မြတ်နိုးကြသောနိုင်ငံသားများပမာစစ်ပြင်းငိမ့်လိုက်ကြပြီး အေးချမ်းငိမ့်တဲ့စွာကိုနေရာကို ပြန်ထိုင်နေကြလေသည်မိမပြောနေကျွန်တော်လဲမင်းအမှပြန်ထိုင်ကြသည် ဟုတ်တော့မင်းမမျိုးကသူ့ဤလှပသောလက်ကလေးဖြင့်သူ့ပါဇက်ကိုပြန်ပိတ်လိုက်အလန့်တကြားအာမေရိတ်တံဖြူသည်ဘာဖြစ်တာလဲဟုတ်ကျွန်တော်ကလည်းစိုးရိမ်တကြီးမင်းမိသည်ကျမဖက်နဲ့ပြောက်သွားပြီ။ "तू ကကိုကိုကုန်းပြီးလက်ပတ်ပြီးသူ့ဘက်ပတ်လည်းမရှာကြည့်သည်။ရှာမတွေ့သည်ဆုံးကျွန်တော်ကိုမို့ကြည့်တိုင်းတော့ကသူ့ပါဇက်လှလှကလေးသည်ပွင့်အားလျက်ရှိသည် ကျမဖဏပြောက်သွားပြီနှစ်ဖက်စလုံးမရှိတော့ချောင်းညောင်းလုံးလုံးဖဏချိုပြီးဝေးမှချတာတဲ့ဟောက်သူမြည့်ရွယ်နေပြီဟုတ်လားအခုနောက်ကဆေးဖြစ်ကြတော့ကတယောက်ယောက်ရောက်ကောက်ယူပြီးဒုံးမြန်ပြည့်သုံးချလိုက်ပြီနဲ့ဒူရဲကျွန်တော်ဒီပျော့ပျော့ဆိုဆိုဖြင့်ဥတက်မတက်ဤချလိုက်ပြီးတော့ဒီဖဏလုံးမှ ထိန်သိမ်းနိုင်စွမ်းမရှိတော့ပါအော် ရှင်းရရည်နိုင်မှာပေါ့ဖမ်းမက်ကအစ်စ်ကြီးရှင်မနေ့ကမှဝယ်ထားတာအမေစုခံထီတော့မှသေးချာကျမတို့မိသားစုထဲမှာကျမကဖနှက်ခဏခဏပြောက်လို့အမြဲပြောခံနေရတာတဏီတော်အခါတွင်ကျွန်တော်ဤဘဝခရီးဘဝဖြစ်တော်မူဇနီးလာ၏အမှုချင်းကလေးတွင်ပတ်သက်၍ကျွန်တော်မတိမတာမှတ်သားထားနေမိသည် ထိုစီးရင်ထဲတွင် မကြာခဏဖနှက်ပြောက်သက်သည့်အချင်းကလေးတစ်ခုကိုလည်းထပ်မံဖြည့်ဆွဲလာရလေတော့သည်ရှင့် ဘာဖြစ်လို့ဒီလောက်ဥညိုးနေရတာလဲလို့မင်းမပြောလေးကကျွန်တော်ကိုဒေါသတန်ကလေးဖြင့်မကြည်မနှက်မေးသည်သို့တော်ချက်ချင်းပင်သူပါရီချလိုက်လေသည်ကျွန်တော်ရည်ဒီကိုပါသူပါသဘောကျသွားသည့်ပုံစံမျိုးဖြစ်လေသည်ပြီးတော့မှစိတ်မချမ်းသာသည့်လေတန်ကလေးဖြင့်ဆက်ပြောသည်ဖနဲ့မပါပဲခြေရောက်ကြီးအင်းမြဲတော့မှာပဲမလိုပါဘူးကွာဘာလဲ ကျမပြန်ဖို့မလိုတော့ဘူးလို့ရှင်းဟန်ပြောတာလားလက်ချောင်းလှလှကလေးကိုသူ့နှကန်းပါပါလှလှကလေးပေါ်မှာမတိမတာဖိရင်ခက်ဆက်ဆက်ပြန်မေးသည်အိုးဒီလိုဆိုတော့မဟုတ်ရပါဘူးဗျာမင်းအိမ်ကိုပြန်ရမှာပေါ့မဖြစ်မနေကိုပြန်ရမှာပေါ့ဒါမဲ့ဖက်နဲ့မပါပဲခြေထောက်အုပ်ကြီးတက်တဲ့ပြန်သွားဖို့မလိုပါဘူးခြေထောက်ကြီးမပြန်လို့ကျမကိုဘယ်သူကဖက်နဲ့ဝယ်ပေးမှာလဲကျမအန်ခေရလား လောကကြီးမှာမိအန်ခရလွယ်ပြီးတခြားယောက်ျားတွေမရှိတော့ဘူးလားကျွန်တော်ဆိုလိုသည့်အတိတ်ဘဝကိုကောင်းစွာသဘောပေါက်နားလည်သွားသည့်အတွက်သူ့မျက်နာကလေးမှာရဲကနေဖြစ်သွားလေသည်အိုးမတော်တာပဲရှင်ထိုစကားကိုလီတန်တိုးတိုးဖြင့်ပြောပြီးတဖက်သို့မျက်နာလွှဲသွားလေတော့သည်ဆူလာပါနှင့်ကျွန်တော်တွေ့ဆုံရသည်မှာအထက်ပါတိုင်းဖြစ်ပါသည် ထို့သို့သောအခွင့်အရေးမျိုးကို လမ်းမလွတ်ရအောင်မိတို့ယူရမည်ဖြစ်ကြောင်းကျွန်တော်ကောင်းကောင်းသိပါသည်ထို့အခွင့်အရေးမှတဆင့်ယင်းတူများဖြစ်လာအောင်ယင်းဤသူများမှတဆင့်ချစ်သူများဖြစ်လာအောင်မိတို့ဆက်လက်ကျင့်သုံးရမည်များကိုကျွန်တော်ကောင်းကောင်းကျွမ်းကျင်ပါသည်ကျွန်တော်ဆက်လက်ချီတက်နေသည့်ခီလန်တွင်မိတို့သောစူညောက်ခလုံးမှမရှိပါ အခြေကြီးနဟူဒီမှာစူးပြွန်သောလမ်းကြီးသာ ဖြစ်လေသည်ဟူဒီအစုံမိတ်တစ်ခုကိုကျွန်တော်ကြားဥပါသည်သို့တော်ကျွန်တော်ကိုယ်တိုင်ကြုံတွေ့နေရသည့်ယခုအဖြစ်ပြန်မှာတော့ထိုစကားနှင့်ဖြောင်းဖြောင်းကြီးဆန့်ကျင်နေပါသည်စူလာပန်းနှင့်ကျွန်တော်၏အခြေကြီးလမ်းသည်ပင်လယ်ကမ်းဆက်ကသဲသောမြမမာလိုနူးညံ့သည့်တဲပွင့်ကလေးများအတိဖြင့်ဖုံလွှမ်းပြွန်းတီးနေပါသည်တကူပဲရှိသည် နူးညံ့သောတဲဝင်းကလေးဖုံးလွှဲနေသည့်ထိုအချစ်တဲတောင်ပြင်ပေါ်မှာနဂိုလူတွဲပြီးလမ်းလျှောက်ကြဖို့အတွက်တော့ကျွန်တော်ဖနာကလေးတရံဝယ်ပေးရခြင်းတစ်ခုသာဖြစ်ပါသည်ဤသို့ဖြင့်မင်းချစ်ကာလာများတစ်ပြေးပြေးကြာညောင်းလာသည်ဒီနေ့တွင်မောင်နှုံးယောက်ကုတိုင်မဲ့အပြစ်မှာတွေ့နေကြရတော့မလားဆိုလာပါရဲ့မောင်ကဲကိုမင်းလိုက်လေဖို့ကောင်းပြီမင်းအိမ်ကိုလည်းမောင် အလေခေါ်ဖို့ကောင်းပြီဟုကျွန်တော်ကပြောမိသည်သို့သောဆူလာဘကကျွန်တော်၏စကားကိုပုတ်ထုတ်ပြစ်လိုက်သည်ကျွန်တော်ကလည်းအချောင်းတင်လာတိုင်းထိုစကားကိုသာထပ်တလဲလဲပြောသည် လူနာအမဲ၆တောင်းသလိုမရမကပူဇာသည် နောက်ဆုံးတော့ကျွန်တော်အလိုသူသူလိုက်ရလေတော့သည်ကျွန်တော်အိတ်ခမ်းသို့လိုက်လည်မည်ရုံးစင်းပြီးမှတိုင်းရိုက်လာမည် ကျွန်တော်တို့နဲ့အတူတူလက်ဖြစ်ရတော့မြည်ကျွန်တော်အမေနဲ့တွေ့မြည်ထုံးစံတိုင်းမင်းဆူလာပါဆဆာရရာစိတ်တိုင်းကြစေဖို့ကျွန်တော်လွန်မင်းစွာဆန္ဒစောနေသည်ဆူလာပါဆိုတာအဲ့လိုမင်းကလေးကမင်းသဘောပေါက်တယ်မဟုတ်လားကျွန်တော်ကသူ့ကိုအားတက်တယ်ရောပြောနေမိသည် သူကတော့ဆိုဖာပေါ်မှာအကြနာထိုင်ရင်မျက်လုံးညိုကြည့်များဘေကလန်ဘေကလန်လောက်ကကျွန်တော်ကိုကြည့်မြဲကြည့်နေသည်မင်းသူနဲ့တက်အောင်ပေါင်းရမယ်မင်းဟိုဇူလာဘာကဘစ်ကစ်ပုံချွေးဖို့မိနေတဲ့ခါမှာတော့မင်းရမ်းမလို့အောင်နော်ကြာလာသူရောက်လာတာနဲ့တပြိုင်နက်သူပေါင်ပေါ်မင်းတက်ထိုင်ရမယ်နော်ဒီလိုတက်ထိုင်တော့မကြိုက်လို့သူကမင်းကိုတွန်းချကောင်တွန်းချလိုက်မယ် တွန်းချန်ရလဲကြောက်ရှာမလို့ဘူးဒါချမ်းကျုပ်တဲ့ပြုမူမဟုတ်ဘူးငါပြောတာနားလဲနော်နားလဲမဟုတ်လားကျွန်တော်စကားဆုံးသည်နှစ်တပြိုင်နဲ့ရော်ဘီကအမွေးထူလပြင်းရှိနေတော့သူ၏နရွက်ကလေးနှစ်ဖက်ကို နောက်ဖက်သို့ကပ်လိုက်သည် အလွန်လှပသောနှင်းစီအောင်ရှာပါပါကလေးဖြင့်လည်းသူ့နှုတ်သီးကိုသူပြန်ရက်လိုက်သည်တို့အမြမကသေးပါကျွန်တော်ကလက်ပီးစံဟု တောင်းပြီးဒီအလားသူ့လက်တစ်ဖက်ကိုကျွန်တော်စီတို့မြောက်ပေးသည် ကျွန်တော်နားလဲပါရဗျာကျွန်တော်နားလဲပါရဗျာဟုပြောနေသည် ပုံတရံမျိုးပင်သူ့ကိုကျွန်တော်တစ်ချက်နမ်းပြီးတော့ကြောကိုပုတ်ပေးမိသည်တိတ်ကိုချစ်စရာကောင်းနေရောပြီလေပဲအသွင်တူတဲ့မောင်ကျင်သူနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါအောင်မရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့တာပါ